မြမွေဦးတော်လိုင်းရေးတဲ့ကိုအမေရိကန်ဝင်ရောက်လာပြီလားလာရှိုးမျိုးကိုစစ်ကောင်စီတပ်တွေဝင်ရောက်တတ်ဆွေးနေပြီဆိုတဲ့အကြောင်းအပြလောက်ဆက်ရှိရနေနှစ်ထောက်နှစ်ဆက်အခုနေလူမျက်ကြော်ရဲ့ညာကင်ပိုင်းတင်ဆက်မှုတွေကတော့ဒီနေ့အမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ကိုခံပြီးမြမွေဦးတော်လိုင်းရေးဝင်ရောက်လာပြီလား ကိုသိမ်းမြတ်တင်ပြသွားတဲ့ပြည်စုံတဲ့အချက်လက်တွေကိုကြည်ချင်းအားဖြင့်အာခတ်တတော်ရဲ့ CNFK ကို logistic ဘိုင်းနေနီးပညာဘိုင်းနေစည်ရေးဖြူဟာဘိုင်းတွေကူညီဖို့တင့်စီခြင်းလို့ကိုထုတ်ပြန်လိုက်တဲ့အခြေအနေကိုတွေ့ရပါတယ်။နောက်တစ်ခုကတရုတ်ဟာမြန်မာပြည်ထဲမှာမြန်မာတော်လှန်ရေးထဲမှာလုတ်ချင်တိုင်းလုတ်တုတ်ချင်တိုင်းတုတ် လုပ်နေတဲ့အခြေအနေကိုရပ်တန့်နိုင်လားအမေရိကန်ဝင်ရောက်လာရင်နောက်တစ်ခုကလာရှိုးတရင်ရှိနေပါလေဒိမေစစ်ကောင်စီတပ်တွေဟာလာရှိုးမြို့တွေကိုဝင်ရောက်နေရာရှူပြီးတော့တည်ရပါလေဒီအကြောင်းတွေကိုကျွန်တော်ဒုတိယပိုင်းမှာပြောဆိုသုံးသပ်မှုလုံမှာဖြစ်ပြီးတော့သတင်းလေးစပြောလိုက်ရအောင်သတင်းအနေနဲ့ကတော့ဒီကနေ့ဆိုရင် ကျွန်တော်မြန်မာပြည်ညိုရေးအစိုးရဝန်ကြီးချုပ်နဲ့မလေးရှားဝန်ကြီးချုပ်အွန်လိုင်းတွေ့ဆုံမှုလုပ်ခဲ့တယ်ဆိုတဲ့သတင်းရှိပါတယ်။ဟိုဘရက်ကွက်မှာမင်းအောင်လိုင်းနဲ့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံတယ်ဆိုပြီးတွေ့ဆုံတယ်ဆိုပြီးဂုံစာနေလို့မပြီးခင်ပါပဲကျွန်တော်တို့မြန်မာပြည်ညိုရေးအစိုးရဝန်ကြီးချုပ်ကိုတွေ့ဆုံဖို့ကံလန်တွေ့ဆုံခဲ့ပါတယ်။လက်ပြောက်တစ်ချက် TV ခေါ်လိုက်တာ အမင်းနဲ့ပြီးလာရတဲ့ဘန်ကောက်ကိုအဲ့ဒီအခြေအနေနဲ့ NUG ဝန်ကြီးချုပ်ကတော့ online ကနေပဲတွေးဆောင်နေအခြေအနေတွေ့ပါတယ်ဒီလိုမတွေးဆောင်ခင်မှာမြို့သားညီကြီးအစိုးရနိုင်ငံရေးဝန်ကြီးဌာနဒေါ်စင်မအောင်ကအာဆီယံနဲ့တွေးဆောင်မှုများနဲ့ပတ်သက်ပြီးတော့တရားဝင်သတင်းထုတ်ပြန်မှုရှိမှသာတွေးဆောင်မယ်နောက်ဖွေးပေါက်ကတွေးဆောင်တာတွေလုံးဝလက်မခံဘူးဆိုတဲ့အချက်ဖတ်ပြောလာတဲ့ပုံမှာမူတည်ပြီးကျွန်တော်တို့ကအကျိုးဆိုရမှာပါ ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့နောက်ဖွေးပေါက်ကတွေးကြုံနောက်ဖွေးပေါက်ကတွေးရလောက်အောင်ငါတို့တော်လိုင်းကြီးဟာကုန်အရှိန်ကတိတ်ငယ်နေတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်နော်အဲ့တော့ဒီကနေ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအပေါ်မှာတော့အာဆီယံဥက္ကဋ္ဌနဲ့ NUG ကထုတ်ပြန်တဲ့သတင်းတွေအရလူသားချင်းစာနာမှုဆိုင်ရာငလျင်ဘေးကိုကောင်းစင်တက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်ဒီတွေ့ဆုံမှုဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ကျွန်တော်တို့ဒုတိယပိုင်းကအခြေဆက်ပြီးကျွန်တော်ပြောပြပါဦးနောက်တစ်ခုကမကွေးအချင်းတော်ကိစ္စပြောပြချင်လို့ပါမကွေးချင်းတော်မှာနိုင်ငံချင်းတွေကိုမတည်ုံတမင်နဲ့ဆက်နေတယ်အကြမ်းဖက်နေတယ်ဆိုတော့တည်တင်းရှိနေပါတယ်ဒါနိုင်ငံတကာနိုင်ငံရင်းနဲ့ပတ်သက်တဲ့အချင်းသားမှန်သမျှကိုဖက်စစ်တပ်ဟာ အချင်းအောင်တွင်မှာရရက်ဆက်ဆက်ပြုမှုနှိမ့်ဆက်တာကတော့ထောင်တိုင်းစစ်ကြောရေးတိုင်းမှာရှိပေမဲ့မကွေးထောင်အချင်းသားကိုမှမင်းကဘာလို့ရွေးပြောလဲလို့ပြောစရာရှိပါတယ်အဲ့တော့မကွေးထောင်တောင်းနေထောင်တောင်းနေထောင်ဟာနိုင်ငံတော်တမရတမနာကြီးဖြစ်တဲ့ဦးဝင်းမြင့်ဦးဝင်းမြင့်ဖန်စီထောင်ချတာတဲ့နေရာပါ နောက်တစ်ခုကမကွေးတောင်းနေထောင်ဖြစ်တဲ့အတွက်မကွေးတောင်းနေထောင်ကထောင်ထဲ203နှစ်ကြာခံလာရတဲ့ပိတ်သနိုး PDF ကောင်းဆောင်ကိုအောင်ခံကကိုပါလေး203နှစ်ကြာနောက်ဦးကိုကိုလိုင်းဆိုတဲ့ထောင်ထဲ193နှစ်ကြာခံထားရတဲ့သူမကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညွန့် တိုင်းလွတ်တော်ဥက္ကရာဥတာတို့လည်းထိမ့်သိမ့်ထားတယ်လို့သိရပါတယ်ခုနကကျွန်တော်မှားသွားတယ်တမရတမရမတမရပါတယ်မှတ်လို့တမရကလည်းမကွေးထောင်မှာတော့မကွေးထောင်မှာတော့ရှိနေတယ်လို့သိရပြီဘယ်ထောင်လဲတော့ကျွန်တော်တို့ဆက်စုံစမ်းပါဦးအဲ့တော့ခုနပြောတဲ့ထောင်နဲ့203နှစ်တို့ထောင်နဲ့183နှစ်တို့ကြာခံရတဲ့သူတွေကိုအကြောင်းမဲ့ရိုင်းနဲ့နှိပ်ဆက်တယ်တိုက်ပိတ်ထားပြီးအတက်ရအတက်အန်ဒီဆိုရင်ရတဲ့အထိအပြင်းထန် တန်ရာရရှိထားပါတယ်။ဘာကြောင့်နှိမ့်ဆက်တာလဲဆိုတော့တောင်းနေထောင်းကိုတောင်းစစ်အောင်အပရိယတ်တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ထိုက်ခိုက်ခဲ့လို့ပါ။ဧဘလ73ရက်နေ့ညပိုင်းမှာဂွေးမြို့မဝေးရင်နဲ့ကျောင်းလမ်းမဘေးမှာရှိတဲ့တောင်းတင်ဂျင်းတောင်းမဝေးပဟိုအဂျင်းတောင်းလို့လည်းကျွန်တော်တို့သိရပါတယ်။အဲတော့ပြင်းထန်တဲ့ဒဏ်ရာတွေရရှိတာပြီးအသက်အန္တရာယ် အတက်အန်တေးစိုးရင်ရတဲ့အထိနှိမ့်ဆက်နေတယ်လို့လည်းကျွန်တော်ကြားရပါတယ်။အဲ့တော့ဒီလိုလာရောက်တိုက်ခိုက်မှုဟာထောင်တွေကလူတွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးနှိမ့်ဆက်တယ်လို့သိရပါတယ်။ဆိုတော့နိုင်ငံသမားတွေဘယ်ဖြစ်ဖြစ်ပြစ်ဒဏ်ကြောင့်ကြခံရတဲ့ထောင်ကြတာတဲ့သူတွေဟာထောင်ဥပဒေရှိပါတယ်။ထောင်စံချိန်စံညွန်းတွေရှိပါတယ်။ တကူကူဖြင့်တော့အကစအချင်းဦးစီးဌာနပြည်ရေးလက်ကလက်အောက်ကကောင်တီမလွယ်ဘူးမှတ်လို့ကျွန်တော်တခါတည်းပြောပါတယ်နိုင်ငံရေးအကျဉ်းသားဆိုတာ crime ရယ်ဆိုတဲ့ရာဇဝတ်သားမဟုတ်ဘူးယုံကြည်ချက်ကြောင့်အချင်းချခံရတာဖြစ်တယ်တနမနစ်အဲ့ဒီယုံကြည်ချက်ကြောင့်ဖက်စစ်တပ်ဟာမတရားဖန်စီချုပ်နှောင်နှိပ်စက်နေတာဖြစ်တယ်ဒါလုံးဝလက်မခံဘူးနိုင်ငံတွင်းကအချင်းအောင်ဥပဒေတွေအပါအဝင် နိုင်ငံရေးခမရလို့လက်ခံပါတယ်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေရောဒေသဆိုင်ရာဥပဒေတွေနဲ့ကိုစန့်ကျင်နေတယ်လို့ကျွန်တော်ဒီနေရာကနေတခါလေးပြောလို့ပါတယ်ဒီအခြေအနေကိုကျွန်တော်အကြောင်းမဲ့ပြောတာမဟုတ်ပါထောင်ထဲကိုရောက်တဲ့နိုင်ငံရေးကျင်းသားတွေစစ်တပ်ကိုတော်လှန်သူတွေကိုအကြောင်းမဲ့နှိပ်စက်တပ်ဖြတ်တင်နေအကစအချင်းဦးစီးဌာနကကောင်းတယ်စစ်တပ်ကခေါင်းတွေကထောင်ပိုင်ထောင်မှုလုပ်ပြီး အသွင်ပြောင်းလာတာခိုင်းတာလုပ်တယ်ဘောကဒီကြတဲ့ဆက်ရဖကတက်ချက်အစ်င့်နောက်ကထောင်ပိုင်းကိုငေါငန်းနဗန်ချင်းချင်းတဲ့ဒီစနစ်ကိုကျွန်တော်တို့မသိဘူးမထင်ဘူးအာကာစအာကာစချက်ချက်တတိထားပါဒီကနေ့ထပ်ပြီးတော့လာရှုလာရှုမြို့ရဲကိုဖစစ်တက် တပ်ဖွဲ့ဝင်တွေနဲ့စစ်ခွေးတတိုင်နဲ့လောက်ကအုတ်ချုပ်ရေးအဖွဲ့ဝင်ရောက်လာပြီလို့သိရပါတယ်။အမဒီနဲ့စစ်ကောင်တွေနှိမ့်နိုင်ချက်အရာဝင်ရောက်လာတယ်လို့အချက်မြင်ပြောလို့ရပါတယ်။အဲ့တော့ဒီနေ့မနက်မှာမျိုးတွေဝင်လာပြီးနိုင်ငံရေးကျင်းသားတဲ့ဝန်ထမ်းတွေစီဒီအန်တွေအကုန်လုံးလာရှုကနေထွက်ခွာသွားနေပါပြီ။ဒါချို့မြို့ပြည်ရက်ကွက်12ခုအပြင်ဘက်မဲဟန်မြို့ရှောင်းလန်းဆောင် မူဆက်အထွက်အီဒီတရာတုံးတွေမြို့အနှံ့ပတ်လည်မှာ MND ကတတ်ဆွဲတာလေအိမ်ပြာ20နှစ်တရက်နေမတိုက်ခင် MND တက်များဆုတ်ခွာပြီးနောက်လက်ရှိဒီနေ့မှာစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်အဲ့တော့လာချိုမြို့ပေါ်12ရက်ကွက်ကိုဖက်ရှစ်တပ်ကိုပြန်လဲပိတ်အပ်လိုက်တယ်လို့ပြောလို့ရပြီလာချိုမြို့နဲ့3မိုင်กว่าတပတ်လေလို့ ် MD ကထိန်းချုပ်ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်တေဝရဲ့ဖီအားကြောင့်အပြစ်ခတ်ရက်ပြီးလာရှုပ်ကိုပြန်ပေးလိုက်ရတော့လေဘယ်အချိန်ဘယ်အခါမှာဘာရီထပ်ဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တို့ကျွန်တော်တို့စောင့်ကြည့်အောင်အဲ့တော့အမန်ဒီနဲ့ စစ်ကောင်စီရဲ့နှိမ့်နိုင်ယုံလားရှုပ်မြို့မှာထားမယ်လို့လည်းအချမ်းမြင့်တည်ထားရပါတယ်ဒီအခြေအနေကတော့လက်ရှိတော်လှန်ရေးနဲ့ပတ်သက်တဲ့အဲတိုက်ပွဲတစ်ခုတည်င်းအလို့ကျွန်တော်တို့ပြောလို့ရတယ်လို့လာရှိုးကိုဝင်ရောက်လာနေတဲ့ဒီဘောလာရှိုးလိုင်းမိုင်းနောင်မွန်အမန်ဒီရဲ့စစ်ကောင်စီတပ်အပြန်လန်လမ်းပိတ်ထားတယ်တန်ရဲမိုင်းရဲ့လာရှိုးလမ်းမိုင်းအမန်ဒီကလမ်းတွေပိတ်ချထားပြီး တပ်ဖွဲ့တွေထွက်ခွာနေတယ်။ဗတ်စစ်လက်ကတော့ကောင်းငင်မှာဝိုင်တွဲလေရင်နေနဲ့ရဟတ်ရင်နေနဲ့အပြစ်လုံခြုံရေးရှူလာပါတယ်။အေဗလာ16ရင်းနေ18ရင်းနေမှာတော့တိုက်ခိုက်ရရင်တုံးစင်းကောင်းငင်မှာဝဲနေပြီးမုစရဲ့ကုတ်ခန့်တိမ်နေလာရှုပ်အနီးလုံခြုံရေးအပြစ်နဲ့စစ်နှဘိုင်းကားတွေနဲ့လာရှုပ်မျိုးတွေကိုဝင်ရောက်လာတယ်။အဲ့တော့ဒီအခြေအနေပါအမန်ဒီတပ်ဖွဲ့ဝင်တွေနဲ့လာဝါတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီရဲ့စစ်နှဘင်းကား တွေကိုလုံခြုံရေးယူပေးပြီးတော့နာရှုမျိုးတွေကိုဝင်ရောက်လာတယ်လို့ဒီ18ရက်နေ့ကမနေ့က18ရက်နေ့ကစောက်ဝင်တယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါကလာရှုမျိုးရဲ့တည်မှာတစ်ဖက်မှာကော့ဂရိတ်မှာတိုက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။အဲ့တော့အစအုပ်ကနေဦးကပြောခဲ့တယ်လို့ညီမကြီးຫນွေဦးတော်လိုင်းကြီးတဲ့ကိုလင်းယုံကြီးဝင်ရောက်လာပြီလား။ American ဝင်ရောက်လာ ီသုံးသက်ချက်ကိုကျွန်တော်ပြောမှာဖြစ်ပါအကဲရင်ဝင်ရောက်လာရင်ဘာတွေဖြစ်နိုင်လဲမဝင်ရောက်ဘူးဆိုရင်တော့ဘာတွေဖြစ်နိုင်လဲဒါတွေဆွေးနွေးကြရအောင်ဒါတွေမတိုင်ခင်မှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့အချက်တွေကောက်ချက်ဆွဲကြည့်ရအောင်နေ့ကနေ့လေကမနက်ကထိုင်နေပေါ့နော်ကိုသိမ့်မြတ်ရဲ့ထုတ်ပြန်တဲ့တရင်တရင်တရင်နေရဲမှာဘင်္ဂလားဒေ့ရှ်ကတရင်၃ရင်းဟာ မရိကန်ရဲ့ကျောင်းတော်ခံတဲ့အာကတ်တက်တော်အိနဲ့ CNF ကိုနိပညာပိုင်းကြီးတူရကီ drone ပေါ့မောင်းသူမဲ့ drone တွေအကူညီပေးဖို့ကော်ဇာမှာအကြီးကျယ်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းထွက်လာပါတယ်အဲ့တော့ပြည်တွင်းမှာညီမတို့ဦးတော်လိုင်းအခြေအနေကိုကြည့်ရအောင် မြောက်ပိုင်းညောင်သုံးဝက်ကတင်းယူလာတဲ့ရှမ်းမြောင်လာရှုရမခအပါဝင်တိဒတ်တော်တော်များများကိုတရုတ်ဟာသူ့နိုင်ငံလေခေါ်ပြီးတော့ဖီအာပေးကနော်တစ် MNDA ကိုလာရှုကနေဆုတ်ခိုင်းပါတယ်နံပါတ်1 TNL ကိုဖီအာပေးပြီးစစ်ကိုရက်တက်တော့အောင်လုပ်နိုင်ခဲ့ပါတောင်ခမ်းရက်သွားတာအကြောင်းမဟုတ်ပါ စစ်ဟာဆက်တိုးမလာပဲပြင်ဦးတွင်ထိရောက်မလာပဲတခါတော့ကတရုတ်ကိုယ်စားလှယ်ပြောခဲ့ဘူးသလိုမန္တလေးကိုလုံးဝစစ်တိုက်ခွင့်မပြုဘူး red line ဆိုတာမျိုးအောင်းနေကြတိပြီဖြစ်မှာပါတဆက်ဆက်ထဲမှာတရုတ်ပြည်ကိုတရုတ်ပြည်ကုမင်းကိုမင်းရောက်လိုက်ကိုဖိတ်ကြားပြီးအာဆီယံနဲ့စတွေ့စေပါတယ်နောက်တစ်ခါတရုတ်ရဲ့နောက်ွယ်ကကြိုးခိုင်စေခိုင်းမှုနဲ့ ဘေးစတက်အစီဝေးကိုဘန်ကောက်မှာဖိတ်ကြားခြင်းခံရလို့မင်းအောင်လေတတ်တက်ပါတဆက်ဆက်ထဲမှာမလေးရှားအာဆီယံဥက္ကဋ္ဌဘန်ကောက်မှာမင်းအောင်လေနဲ့တွေ့တယ်လို့အန်ယူဂျီနဲ့ထပ်တွေ့ပါဒါရီယာအကြောင်းမဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးလို့အကြမ်းမြင့်ယူဆလို့ရပါတယ်ဒီကနေ့မှာတော့ကိုသိမ်းရဲ့ထုတ်ပြန်မှုအိန္ဒိယသတင်းစာရီအခြားသတင်းစာရီရဲ့ထုတ်ပြန်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်တိုင်းတုံးရင်ဟာအာကတ်တတ်တော်အီအီနဲ့ CNF ကိုတရားဝင်ကူညီပြီးမြမနွေဦးတော်ရင်ရေးမှာတရုတ်ရဲ့ဝင်ရောက် proxy ကစားနေမှုကိုရပ်တန့်နိုင်ရင်အမေရိကန်ကလည်း proxy ဝင်ကစားမယ်လို့ယူဆလို့ရတဲ့အချက်တွေကိုတုံ့တင်ပြသွားကြတာအလုံးသားနားဆင်ပြီးဖြစ်ပါလိမ့်မယ်အဲ့ဒီသတင်းချက်တွေကျွန်တော်မပြောတော့ဘူးအကြေးအမေရိကန်ကဝင်ရောက်လာခဲ့ရင်ဘင်္ဂလားဒေ့ရှ်ခံပြီးပဲဝင်ဝင်အိန္ဒိယခံပြီးပဲဝင်ဝင်ဘလို့ဝင်ဝင်အမေရိကန်ဝင်ရောက်လာမှုဟာ မြမနွေဦးတော်လိုင်းရေးကိုတရုတ်ကအတင်းအာရမဖိအားပေးဆောင်ရွက်နေမှုတွေတစုံတရာကိုတော့ရက်တက်တားဆီးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ယူဆကြပါတရုတ်နဲ့အမေရိကန်အခွန်တိုက်ပွဲအခွန်စစ်ပွဲကြီးဟာလည်းပြင်းထန်နေတဲ့အခြေအနေမှာရှိနေပါတယ်ဒါနဲ့တပြိုင်နက်တည်းမှာအမေရိကန်ဟာအာရှဖိလစ်အာရှပစိဖိတ်စစ်ဦးစီးချုပ် နာမည်တော့မပြီးနာမည်တော့မမှတ်မိဘူးဗျာဘင်္ဂလားဒေ့ရှ်စီဦးစီးချုပ်နဲ့တွေ့တယ်ဆိုရဲတည်င်းနေဧပြီလ9ရက်နေ့မှာတွေ့တယ်ဆိုရဲတည်င်းနေအားလုံးလည်းသိပြီသားဖြစ်မှာဒါနဲ့တဆက်ဆက်တည်းထွက်ပေါ်လာတာကတော့ကော်စားမှာအစ်စ်မီလေးရင်ဝင်းနေတီးဆောက်ပြီးမောက်ုံရဲ့ drone နေနဲ့အာကတ်တက်တော့အေရဲ့ထိုးစစ်ကြီးကို CNF ကိုကုနီပံပိုးမယ်ဆိုတဲ့အခြေအနေကြားလိုက်ရပါ ီလိုကြားပြီးတဲ့တကာလမှာအာရကတတော် AA ဘက်ကိုကျွန်တော်ကြည့်လိုက်ပါတယ်။အာဂရတတော် AA ကတိုင်းတုံတိုင်းထိုးစစ်စစ်မျက်နှာဖွင့်ထားပါတယ်။အေယာဝတီတိုင်းပကိုးတိုင်းမကွေးတိုင်းတပတ်မှာရခိုင်ပြည်နယ်စစ်မျက်နှာကိုလည်းဆက်ဆိုင်ရရှိပါတယ်။စစ်မျက်နှာကြီး၄ခုနဲ့ပူးပေါင်းတပ်တွေနဲ့စနစ်တကျဆစ်ဆင်နေတာကိုတွေ့ရပါတယ်။တိုက်သမျှတိုက်ပွဲမှာတပွဲမှာရှုံးခဲ့ခြင်းမရှိပါဘူး။နောက်ဆုံးဒီကနေ့တိုက်နေတဲ့ဟာ ရခိုင်ပြည်နယ်အရေးကြီးဆုံးဖြစ်တဲ့မြို့တော်စစ်တွေရဲ့ကမ္ဘာအင်အားကြီးအိန္ဒိယနိုင်ငံတရုတ်စီမံကိန်းရှိတဲ့ကြောက်ဖြူရဲ့ကိုမန်အောင်ကတော့ထားလိုက်မန်ကတော့တိတာတဲ့အဲဒီကြီးကြီးမားမားသိမ့်မရှိဘူးကြောက်ဖြူကိုစစ်စင်ရဖြစ်ပါတယ်ဒီအာခတ်တော်ရဲ့ကြောက်ဖြူကိုစစ်စင်နေစဉ်ကာလအတွင်းမှာမာလာဖက်စစ်တပ်ဟာတရုတ်လုံခြုံရေး လုံကြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့တရုတ်တပ်သားဟောင်းတွေတရုတ်ထောက်လိုင်းရေးဟောင်းတွေကိုတနက်ကင်ကွင်ပေးပြီးဘာခတ်တက်တော့အေအေနဲ့ရန်တိုက်ပြီးတဲ့ပုံစံမျိုးလုပ်လာတာတွေ့ရပါတယ်။အာရကတက်တော့အေအေကလည်းပါနတ်စွာဖက်စစ်တက်ကိုဖက်စစ်တက်ရဲ့လက်ကွက်တွေကိုပါနတ်စွာဖိဖို့တိုးဆုပ်တွေနဲ့ဒီကနေ့ကြောက်ဖြူရဲ့ ဆယ်မိုင်အကွာလောက်ထိကိုရောက်နေပါရက်တက်ရင်းသားထိရောက်နေတဲ့အချိန်ကြီးဖြစ်တယ်ဆိုတော့ရှင်းပြမနေတော့တဖက်မှာပြီးပတော်ညောင်ချီတော့အိုရှစ်ပီကမဆာနေစီတဖက်မှာအေယာဝီတိုင်းတာပေါင်းလေးမျက်နာတိုက်ပွဲကြီးဒီကနေ့လေးမျက်နာမျိုးတိုက်ပွဲတဖက်မှာ တကောမခွေအမရန်လာမတဆင်ငါဖဲစေတုတ်တာမင်းဘူးစီကိုအရကတတော့ဒီလိုဆစ်စင်နေအဲ့တော့အမေရိကန်ရဲ့နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်တတ်တက်ရင်တွေဟာတတ်တက်ရင်တွေဟာအရကတတော့အေကိုကူညီပေးမှုနဲ့ပတ်သက်ပြီးကူညီပေးလာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ ကိုသိမ့်ရသုံးသက်ထားတာကတော့ proxy တွေကစားပွဲမှာယူကရိန်းလိုမဖြစ်သွားစေဖို့တော်လိုင်းရေးတပ်တွေတပ်ပေါင်းစုဖွဲ့မှာရမယ်ဆိုတဲ့အယူအဆကိုတင်ပြတာပါတယ်မှန်ပါတယ်ကိုကုံကိုအားကိုလည်းယုံကိုဖုံးတကုံးနဲ့ကိုတော်လိုင်းရေးကိုခံယူချက်ကိုယုံကြည်ချက်ကိုကိုသဘောကိုဆန္ဒနဲ့ကိုအကောင့်တဲ့ဖော်နိုင်ရင်တော့အကောင့်ကအကောင်းဆုံးအညွန့်ကအညွန့်ဆုံးကိစ္စပါပဲတော်တော် အင်အားကြီးအမေရိကန် sorry အင်အားကြီးတရုတ်နိုင်ငံအိမ်ကြီးချင်းရဲ့ပြင်းပြတန်တန်ဖီအားပေးပြီးတပတ်ရန်လူစေအုပ်စုစေအုပ်စုစေအုပ်စုဘက်ကရက်တီကမြို့တော်လိုင်းနဲ့တော်လိုင်းဖက်တော်သားများကိုနီလန်းပေါင်းစုံနဲ့နှိတ်ကိုဖိနှိတ်ဘယ်လိုကောင်းလဲမြောက်ပိုင်းကိုရန်သူကိုဖက်စစ်တပ်ကိုကုညီဒီအခြေအနေတွေကိုတော့ကျွန်တော်တို့တားဆီးရက်တက်နိုင်ရန်ကျွန်တော်တို့ခုနဲ့အားနဲ့မစွမ်းတာဘူးဆိုတာကိုတော့မြင်ရပါတယ် ဒါကြောင့်မို့ဘင်္ဂလားဒေ့ရှ်ကကျော်တော့ဘင်္ဂလားဒေ့ရှ်ကိုကျော်တော့နောက်ခံပေးပြီးအမေရိကန်ရဲ့အကူအညီမှုကိုကျွန်တော်တို့ကယာယီအဖြစ်မူအဖြစ်ကျွန်တော်တို့ကြိုးစိုးလက်ခံရမှာဖြစ်ပါတယ်။မကြိုးစိုးရင်အခက်မတင်ကျွန်တော်တို့တော်လိုက်ရေပလက်လန်ပြီးရှုံသွားနိုင်ပါတယ်။တရုတ်ဟာကရင်ပြည်နယ်ကြားဖြတ်ကိုကစားထားပြီးလောက်ကန်ရှမ်းမြောက်တခွင်ကကြားဖြတ်ခေါင်းစဉ်အောက်ကနေမြေဦးတော်လိုက်ကို ရာလဲကြည်စီကြက်လဲမောစီအခြေအနေနဲ့ကိုလိုနီပြုတ်ဖို့ဆောင်ရွက်လာတဲ့အခင်းချင်းတွေနဲ့အတူနိုင်ငံတွေမှာရှိတဲ့သူဤအကျိုးစီးပွားများ ဖြစ်တဲ့လက်ဘရောင်းတော့စီမံကိန်းတကောင်းမီကေဆက်ရုံတဘာဝတမွေပိုင်လိုက်တဝယ်ရင်နဲ့စေကအဆရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားများကိုကာကွယ်ဖို့ လုတ်ကိုလုံးမှာဖြစ်ပါတယ်။ဘသူကိုကာဝယ်ဂိုင်းလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါကျတော့စစ်တပ်ကိုကာဝယ်ဂိုင်းဖို့သူရွေးချယ်လိုက်လို့ရပါတယ်။မြန်မာပြည်ညွေအစိုးရနဲ့ဒီဘက်ကတော်လိုင်းရေးတပ်တွေအပေါ်မှာတော့တဘောမတွေ့တာပဲလား။အနောက်အုပ်စုနဲ့ပတ်သက်ဆက်ဆက်သူလို့ခေါင်းစဉ်တက်ပြီးဆက်ဆံရေးလုံးဝမလုပ်ဖို့တရားဝင်ကိုထုတ်ပြောလာတဲ့အထိမြန်မာပြည်ဦးတော်လိုင်းရေးသမားတွေအပေါ်ကိုတရုတ်ဟာ နားလည်မှုလွဲသွားခဲ့ပါတယ်ဒီလိုနားလည်မှုလွဲတဲ့အခင်းချင်းမှာကျွန်တော်တို့ဟာအိန္ဒိချင်းတရုတ်ကိုမဖြစ်မနေအိန္ဒိချင်းဖြစ်နေလို့တင်းတင်းတိတ်တိတ်ဆက်ဆံရေးတွေနဲ့အင်မတန်ကိုအောက်ကျုပ်ခံတာအန်ယူဂျီအစိုးရဆိုတရုတ်နိုင်ငံတနိုင်ငံရဲ့ policy တောင်ထောက်ခံခဲ့ရတယ်။ကြားပြန့်ကြီးကိုကြိုဆိုခဲ့ရတယ်။အမှန်ကတော့တရုတ်ရဲ့ proxy ကစားတော်ကိုသိရလားမသိရလားတော့မသိ။လိမ်ပယ်လိမ်ပယ်နဲ့ တရုတ်နောက်ကိုလိုက်ပြီးတရင်တများများနဲ့တရုတ်များလက်ကြည့်လေးမလားဆိုပြီးဆောင်ရွက်ခဲ့ချရတယ်။ဒါပေမဲ့တရုတ်ကတော့တရုတ်ပါပဲ။သူ့ဂျိုးစီဘောကလည်းအခြားဘာမှမသိမကြည့်ပဲတရားများတမ်းမှုတိုင်းပြည်ရဲ့မြန်မာနိုင်ငံရဲ့ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုတစ်ဆက်ကလေးမှစာနာနားလည်ခြင်းမရှိပဲ။ တိုင်းပြည်တွင်လူမှုကိုတပ်ဖြတ်အကြမ်းဖက်နေသောမင်းအောင်လိုင်ကိုဒိုးဒိုးတိတ်တိတ်ကို၎င်းပျောက်ပျောက်တင်းတင်းတော်၎င်းခေါင်းစဉ်တမျိုးနဲ့တော်၎င်းနီလန်းပေါင်းစုံနဲ့အကြမ်းဖက်ဖက်စစ်တပ်ကိုပေါ်ပေါ်ထင်ထင်ကူညီနေတာကိုတွေ့ရတဲ့အတွက်အမေရိကန်ရဲ့ဘင်္ဂလားဒေ့ရှ်နောက်ခံနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ခံအမေရိကန်နဲ့မြန်မာ့ຫນွေဦးတော်လိုင်းရဲ့တိုင်းသားအီယာကိုတပ်ဖြတ်တပ်တွေဖြစ်တဲ့အာရခတ်တပ်တော် AA နဲ့ CNF တို့ဂျော်နော့ကန်ပြီးပြီးတော့ဝင်ရောက်လာမှုက proxy ကစားပွဲလို့ရှုမြင်လို့ရပါတယ်။ဟုတ်ပါတယ်။တရုတ်နဲ့အမေရိကန်ရဲ့ proxy ဟာကျွန်တော်တိုင်းပြည်ညံ့ညက်ကြေသွားနိုင်တယ်။ယူကရိန်းလိုဖြစ်သွားနိုင်တယ်လို့သုံးသပ်ချက်တွေ့ရပါတယ်။သို့တော်လည်းကျွန်တော်တို့မှာလက်မခံလဲဆံမွေးဘက်ကလာမှာပါပဲ။လက်ခံတာကပိုတက်တော်တယ်လို့ကျွန်တော်တို့ယူဆပါ 我们这大叫做乐康币，而个得到一年，得帮助的不少呢。奈个老少爷得帮助几几多阿娘？阿莫你看，别的阿姑尼瑞过，木瓦拉娘呢阿尼，结婚娘呢阿尼，乐康啊，老七廿六年的第二年，第二过年的人没有来过，阿尼撇撇得一哈嘛，撇吧。 မဟုတ်ရင်ကျွန်တော်တို့တော်လိုက်အခက်မသိပတ်လတ်လန်ချသွားနိုင်ပါတယ်။နိုင်သွားပြီးရင် ရှုံးသွားပြီးရင်ဆိုတဲ့ကိစ္စထက်နိုင်ရင်နိုင်ရှုံးရင်တော့ကိစ္စထက်မရောက်ခင်အရှိလေးမှာမနိုင်မရှုံးအခြေအနေနဲ့ဤလေလေဖြစ်နေလို့တော့မရဘူးလို့ကျွန်တော်ပြောပြရစီဘာကြောင့်လဲကိုသိမ်းမြတ်ပြောပြလာတဲ့အထဲမှာပါတဲ့အချက်လေးကိုကျွန်တော်သတိရသွားလို့ တဖက်မှာ American proxy ကိုလက်ခံနေသူတွေတဖက်မှာတရုတ် proxy ကိုလက်ခံနေသူတွေတိုင်းသားအီယာအိုတွေကိုတော်လိုင်းရေးတက်ဖွဲ့တွေကိုအချင်းချင်းမသိမမြတ်နဲ့တိုင်းပြည်ဖေးရောက်စီးမကိုစိုးရိမ်မိတယ်ဆိုတဲ့စကားအင်မတန်လေးစားမိပါတယ်ဒါဆိုရင်ကျွန်တော်တို့ကြည့်ကြရအောင်တရုတ် proxy ကိုလက်ခံကျင့်သုံးဖို့တိုင်းသားအီယာကိုဘယ်နှဖွဲ့လောက်ရှိမယ်လို့မြင်ရတယ်လဲဆိုရင်ဝါတက်ဖွဲ့ရှိပါတယ်ရှိနိုင်ပါတယ် MNDA ရှိနိုင်ပါတယ်တို့တော့အပြည့်အဝတော့မဟုတ်လားဘူး တရားနာလေရှိနိုင်ပါတယ်သို့တော့တရားရခိုင်တော့မဟုတ်လောက်ဘူးအာဃတ်တတ်တော်အေကတော့တရုတ်နဲ့ရှောင်းနေဝေးဝေးမှုရင်စီပါပဲ KIA မရှိနိုင်ပါမြန်မြန်ဆန်းဆန်းချီတရုတ်ဩဇာခံပြီးတရုတ်ပရောစီကိုလက်ခံမဲ့အင်အားစုဟာတိတ်မြန်မြန်ဆန်းဆန်းတိုင်းသာအီရောက်လေးမှာမရှိနေဘူးတော်လိုင်းအင်အားစုတွေမှာလည်းတရုတ်ဩဇာခံပါတယ်ဆိုတော့တရုတ်ပြောသမျှလုတ်ပါတယ်ဆိုတော့တက်မျိုးမရှိတဲ့လောက်ကိုရှားတော့တွေ့ရတယ် ဒါတေဝရဲ့ proxy အောင်မြင်နေမှုပါစစ်တပ်ကတရုတ်ပြောသမျှကျွန်တော်တို့ရန်သူအကြမ်းဖက်တပ်ကတရုတ်ပြောသမျှလို့တရုတ်ကူညီမှန်သမျှယူနေလို့တာတေဝရဲ့ proxy အောင်မြင်နေတာဖြစ်ပါတယ်အဲ့တော့ American proxy ဝင်လာခဲ့ရင် American proxy နဲ့ပလဲနာပါတဲ့မဲ့အင်အားစုတွေကိုစဉ်းစားကြည့်ရင်တော့တော်တော်များများရှိရအောင်တွေ့ရအောင် မေရိကန်ဟာလေတသက်ပလုံဒီမိုကရေစီအရေးတွေထောက်ခံခဲ့တဲ့ပါညာပေါ့တေုပ်ကတော့ဘယ်တော့မှကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုမရစေချင်တဲ့ကောင်းပါတို့ပေမဲ့ဒေတိုင်းပြည်ဖြစ်ဖြစ်ဘယ်နိုင်ငံ ဖြစ်ဖြစ်သူတို့ရဲ့အကျိုးစီးပွားပေါ်တာအခြေပြုပြီးကျွန်တော်တို့ကိုကူညီတာဖြစ်တာကိုမမေ့သင့်ပါအဲ့တော့အမေရိကန်ပရောက်စီဝင်ရောက်လာမှုဟာကြောက်ပြူစီမံကိန်းနဲ့ပိုလန်မှာကိုရပ်တန့်နိုင်ဖို့အတွက်ဆိုတာငင်းလို့မရဘူးရှင်း ဲ့တော့နိုင်ငံရေးမှာတော်လိုက်ရေးမှာအပေးအယူ giving တိတ်နေလုပ်ပြီးဉာဏ်ပညာနဲ့ကိုယုံကြည်ချက်မူဝါဒကိုခိုင်မာအောင်တိဆောက်ကုညီနိုင်တဲ့သူတွေကုညီကြဖို့တော့ရှောင်ယူရပါလိမ့်မယ်မဟုတ်ရင်ပလက်လန်ကြသွားနိုင်ကြတယ်တွေ့ရပါတဖက်မှာ proxy တွေကစားပွဲမှာကျွန်တော်တို့တိုင်းပြည်ကြီးတွေ့ချောင်းစီးတာတွေပျက်စီးတာတွေဖြစ်နိုင်တယ်လို့ကိုသိမ့်မဲ့တုံသက်ချက်ကိုကျွန်တော်လေးစားပါတယ် သူ့ရဲ့ကြုံမြင်နိုင်စွမ်းကိုလေးစားပါတယ်ဘရောက်စီရဲ့မကစားခင်မှာလဲကျွန်တော်တို့နိုင်ငံကြီးကအခုဆိုရင်ပြာပုံအတိနီးပါဖြစ်နေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့စစ်ကိုနိုင်မှသာတိုင်းပြည်ပြန်လဲဒီဆောက်ကြီးနဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့နိုင်ငံဟာခေါင်းကော့ရှင်မော့တဲ့အခြေအနေနဲ့အနာဂတ်နိုင်ငံတစ်ကိုတွားလို့ရမှာဖြစ်ပါတယ်သူတို့တို့ဘရောက်စီကစားကစားမကစားမကစားကျွန်တော်တို့တိုင်းပြည်ကတော့လောလောဆယ်ပြာပုံကနေယုံထနိုင်ခြင်းမရှိတော့ အဲ့တော့ဥရောပရဲ့ဝင်ပေါက်ဖြစ်တဲ့ယူကရိန်းဟာအမေရိကန်နဲ့ရုရှား proxy ကစားပွဲမှာအဲဒီကြားညက်နေတယ်ဆိုတဲ့အခြေအနေကိုလည်းကိုသိမ့်မြတ်ပြောတော့တွေ့တော့အင်မတန်လေးစားမိပါတယ်။ညာပြားလဲအာရှဝင်ပေါက်လို့တော့ပြောလို့ရတဲ့အခြေအနေမျိုးရှိတဲ့အတွက်အရှိတောင်တောင်အာရှရဲ့ဝင်ပေါက်ကြီးဖြစ်တဲ့မြန်မာပြည်ကကံယူရန်ကုန်းလန်းရှီလန်းလေလန်းခြိုက်တဲ့ဘက်ကဝင်လို့ရတဲ့မြန်မာရဲ့အချက်ချာကြမှုပါလေအမေရိကန်နဲ့တရုတ်ရဲ့မျက်စိကြစရာဖြစ်ပါတယ်အဓိကတော့ တယုတ်ရဲ့မျက်စိကြပြီးအကျိုးစီးပွားတွေဂုံသွေးဆုပ်အမျက်ထုတ်နေတာနှစ်ပေါင်း၁၀နဲ့ယာနဲ့တော့ချီခဲ့ပါ။၁နဲ့ချီပေါ့ဗျာယာနဲ့ချီဖြစ်။နော်အဲ့တော့အမေရိကန်ကပေးတဲ့အကူအညီဘင်္ဂလားဒေ့ရှ်ကိုခံပြီးပေးတဲ့အကူအညီတွေကိုမူဝါဒများနဲ့အညီလက်ခံကကိုယ့်ရဲ့အင်အားကိုတိစောက်ပြီးအာရဂတ်တတော်နဲ့တိုင်းသားတတော်ရဲ့ဥဆောင်မှုနဲ့ နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးတပ်ပေါင်းစုနဲ့အတူပရောစီရေကစားကစားကြမယ်ကစားလို့မရအောင်ကိုကလည်းတူးနဲ့ဒင်နဲ့အင်အားကြီးကိုတိဆောက်ထားပြီးတတိကြီးကြီးညံကြီးကြီးနဲ့လက်ခံပြီးအောင်ပွဲကိုရယူဖို့လိုပါတယ်လက်ခံတင့်တဲ့အနေအထားမျိုးဖြစ်ပါတယ်သို့တော့လက်ခံခြင်းမခံခြင်းလှုပ်ခြင်းမလှုပ်ခြင်းဆိုတာကတော့ ကာကရှင်တက်တွေမှာပဲတာဝန်ရှိပါတယ်ကျွန်တော်တို့ကတော့ပြောပြတာအဲ့တော့ဘင်္ဂလားဒေ့ရှ်ကိုရှေ့ကထားအနောက်ကနေအမေရိကန်ရဲ့ဝင်ရောက်လာမှုဟာညမနွေဦးတော်လိုင်းရေးအတွက်ကောင်းချင်းတစ်ခုလို့ကျွန်တော်ယူဆပါတယ်တရုတ်ကိုချက်ကန်ဘယ်လန်လုပ်နိုင်မှုတရုတ်ရဲ့လှုပ်ရှင်တိုင်းလှုပ်ပြီးစစ်တပ်ကိုပုတ်ပေကိုအသက်သွင်းနေမှုကိုတော့ တားဆီးနိုင်လိမ့်မယ်အခင်းချင်းဖြစ်ပြီးညီမຫນွေဦးတော်လန်ရေးဟာပြန်လဲဥမော်ပြီးအော်ဝဲစီကိုအမြန်ဆုံးချီးကပ်နိုင်လိမ့်မယ်လို့တုံ့တရင်ပရိုစီကစားပွဲတွေဖြစ်မလာအောင်ရယူလာတဲ့အကူအညီတွေကိုမူဝါဒနဲ့အညီလက်ခံတိုင်းနာအီအူတွေဖြစ်တဲ့အာခတ်တတော် AA ပါဝင် CNF ခေါင်းဆောင်တွေနဲ့တွေ့တယ်ဆိုရင်သူတို့နှစ်ဖွဲ့ကိုရွေးချယ်ထားတယ်လို့အကြံဉာဏ်သိရတယ် သူတို့ကခိုင်မာတဲ့နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုချင်းနဲ့ကိုလူမျိုးကိုနိုင်ငံကိုတောတောင်ရှင်ပြည်တဘာဝရီကိုအမှန်တကယ်ချစ်စိတ်နဲ့စနစ်တကျထိမ့်သိမ့်တိုက်တိုက်ခိုက်တင်းယူအောင်ဝဲခံပြီးဘယ်နိုင်ငံမှဝင်ဆွတ်လို့မရတဲ့ဘယ်နိုင်ငံကမှဩဇာမခံတဲ့စစ်မှန်တဲ့ပြည်သူတော်လှန်ရေးတရက်ဖြစ်အောင်ညံပါပါနဲ့ဆောင်ရွက်ကြပါလို့ပြောရင်ဒီရဲ့ဘိုင်းကတော့ ဒီနှစ်ပိုင်းကတော့အင်မတန်ထူးခြားစံပြရတဲ့ကိစ္စတွေရှိလာပါလိမ့်မယ်ဒီနေ့ညပိုင်းတော့အားလုံးကိုကျေးဇူးတင်ပါ